ားလုံးပဲမင်္ဂလာပါရှင်။မြန်မာတရင်ကြနေရေးဇွေလာတရင်နဲ့ရေဒီယိုစီစဉ်သက်ဆက်ပြတော်မှာဖြစ်ပါရယ်။ဝေရလူသူတပိတ်ကောင်းဆောင်ကိုဝေမုံနိုင်ကိုဥပုအကျဉ်းထောင်မှာတတိလိမိတ်မျိုးအောင်ရဲ့နန်းနေဆက်ခဲ့တယ်လို့ဇေဝကုတမှုလည်းမပေးပါဘူး။နမတိမျိုးနေဝအောင်ကချင်းချင်းခရိယအတင်းတော့ဘက်စပေးရှောင်းနေရဲလီတိုလမ်းမိုင်းရဒေတာခံပီတူရဲ့အတွက်အစာအတော့ကုညီပံ့ပိုးမှုတွေလိုအပ်နေလို့သိရပါရယ်။ ကျွန်တော်မျိုးမှာစင်ကေမောင်းနေရင်ရေမောင်းလိုက်စင်ပါရမယ်အပြင်သမတ်နံပါတ်ပြသဆိုင်ရမှာဖြစ်ပြီးချမှတ်ထားတဲ့အစီအကံချက်တွေနဲ့အညီမောင်းနိုင်ရမယ်လို့အသိပေးထုတ်ပြန်လာပါတယ်။စားတဲ့တဲ့နေကိုသိစားပြီးတော့မှပါကျွန်တော်တို့အစီအစဉ်သက်သူမင်းနေဖြစ်ပါတယ်။မုံရလူသူတပိတ်ကောင်ဆောင်ကိုဝေမုံနိုင်ကိုအိုးဖို့အကျဉ်းတော်မှာတတိလိမိမျိုးအောင်ရနေနေစိတ်ခေတလို့စေဝါကုသမှုလည်းမပေးပါဘူး။ဆဆိုင်ကသိစားပြီးမှပါ။မုံရလူသူတပိတ်ကောင်ဆောင်ကိုဝေမုံနိုင်ကို ။အိုးဘိုကျင်းထောင်မှာထောင်ပြောင်းရွှေ့တဲ့နေ့ကလေးကတတိလိမျောအောင်ရိုင်းနှက်နှိပ်စက်ခဲ့တယ်လို့ဆေးဝါးကုသမှုလည်းမလုပ်ဆောင်ပေးတာကြောင့်လုံခြုံရေးကျမရေးအခြေအနေဟာစိုးရင်ရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရဲ့အကြံတားများကွန်ရက် PPNM ကတည်ရပါတယ်။ပြီးခဲ့တဲ့ဇွန်လ12ရက်နေ့မှာမုံရွာအကျဉ်းထောင်ကနေမန္တလေးအို့ဘိုအကျဉ်းထောင်ကိုကိုဝင်မိုးနိုင်တဲ့အတူနိုင်ငံရဲ့အကြံတားတွေအပါအဝင်အကျဉ်းသူအကြံတား200ဦးဝန်းကျင်ထောင်ပြောင်းရွှေ့ခဲ့ပါတယ်။ အဲ့ဒီပြောင်းရွှေ့တဲ့နေ့မှာပဲထောင်အဝင်ဘူးဝမှာနိုင်ငံရေးအကျဉ်းသားတွေကိုမတရားရိုက်နှက်နှိပ်စက်တာတွေ့ရှိရပြီးမုံရွာတပိတ်ခေါင်းဆောင်ကိုဝေမုံနိုင်ကိုဥတီချက်ထားပြီးတော့အကျဉ်းဦးစီးဝင်ထမ်းအရာရှိတူကတန်တုံနဲ့စတင်ရိုက်နှက်ရာကနေအခြားနိုင်ငံရေးအကျဉ်းသားတွေပါနောက်ဆက်တွဲအနေနဲ့ရိုက်နှက်ခံရခြင်းဖြစ်တယ်လို့ PPNM ရဲ့ဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကဆိုပါတယ် ကိုမွန်းနိုင်ဟာကျွန်တော်တို့မြန်မာပြည်မှာလူတိများတဲ့ပုံကိုတယောက်ဖြစ်တယ်။မွန်ရွာလူတုတပိတ်ခေါင်းဆောင်တယောက်လည်းဖြစ်တယ်။ဒီလိုပုံကိုမျိုးကိုတောင်မှပေါ့နော်အကျဉ်းဥစည်းဌာနဟာညင်ပန်းနေဆက်မှုကိုပေါ်ပေါ်တင်တင်နဲ့ချိုးဖောက်နေတဲ့အခြေအနေမျိုးမှာအကျဉ်းထောင်ထဲမှာရှိနေတဲ့အခြားနိုင်ငံကြီးကျင်းသားတွေဒီထက်ပုံမျိုးချိုးဖောက်ခံရမှုတွေကြုံရနိုင်တယ်။ ဒါအပြင်ကိုဝေမိုးနိုင်ဟာတန်တုံနဲ့ရိုက်နဲ့ခံရပြီးနဖူးကွက်တန်ရာရရှိပြီးတွေးထွက်လွန်တဲ့အပြင်သတိမိတ်မျောသွားခဲ့ပြီးတော့အရေးပေါ်ဆေးဝါးကုသမှုခံယူဖို့လိုအပ်ပေမဲ့ထောင်သွင်းဆေးရုံကိုမပိုးခဲ့ဘူးလို့ PPNM ကဆိုပါတယ်။တတိပြန်ရလာတာနဲ့တပြိုင်နက်တည်းမှာပဲပြစ်ဒဏ်တိုက်ကိုပို့ဆောင်ပြီးတော့ပါဆင်နဲ့ထောင်ဝင်စားအဲ့သွေးခွင်းကိုပါကန်တာထားတယ်လို့ခြေချင်းခတ်ပြီးတော့တိုက်ပိတ်ပြစ်ဒဏ်ပေးထားတယ်လို့သိရပါတယ်။ ီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရာတွေကိုပေးဖို့ channel ဆိုရင်တော့မချနာသတင်း channel ရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်3969633တင်းနစ်တကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်နမတီမျိုးနေဝအောင်ကချင်နှချင်းခရိယအတန်းတော်ဘက်စပိန်ရှောင်းနေရက်လီတိုလမ်းမိုင်းရဒေတာကံပီတူတွေအတွက်အစားတောက်ကူညီပံ့ပိုးမှုတွေလိုအပ်နေလို့သိရပါတယ်ထရိုဆာကတင်ဆက်ပေးမှာပါ လာရောက်ကူညီသူတွေအယောက်နေသွားတာကြောင့်အစာအသောက်တွေအရေးပေါ်လိုအပ်နေတာလို့ဆီဆောင်ပြည်သူတို့ကမြစ်နာသတင်းစာနယ်ကိုပြောပါရယ်ခမမမရတဲ့စီးရဲ့အခြေအနေတွေကြောင့်လီတူလမ်းပိုင်းတစ်လျှောက်ကတွန်ပုံးခလောဝါခုံဆဲရံ၎င်းတောင်းဝါရာစုစတူစုစားတဲ့ခြေရွာတွေကတိတကံပြည်သူတွေဟာဘဲလွရနေရာတွေစီချက်ပြဲတင်းချောင်းနေရပြီးအကူအညီတွေလည်းအများအပြားလိုအပ်နေတာပါ ထွေပြေးတင်းဆောင်လာတဲ့ဆစ်ဆောင်ပြည်သူတွေဟာနိစ္စယနေရာတွေနဲ့နာမတိတိုင်းနေရာတွင်ကဝအောင်ကချင်းချင်းခရိယာတင်းတော်အပြင်တခြားဆက်ယုံဝဲနေရာတွေမှာနေရာခွေပြီးခေါလုံးနေကြတယ်လို့သိရပါတယ်။ ကျေးရွာဒီဒီကဆိတ်ဆောင်ပြည်သူတွေရဲ့အတူရဲ့စင်အပြည့်အစုံမရရှိတဲ့ပေမဲ့နမတိဘတ်ပြောင်းရွှေ့ဆိတ်ဆောင်နေတဲ့အင်ချေပေါင်း1000ကျော်ရှိပြီးလူဦးရေကတော့4000ကျော်လောက်ရှိတယ်လို့ဆိုပါတယ်စီပေးဆောင်ကာလာကြာရှည်လာတာနဲ့အများရေရှည်အတွက်အစားအသောက်တွေပုံမှုခက်ခဲလာမှာကိုလည်းစိုးရိမ်နေကြတယ်လို့သိရပါတယ် ခိုးကောင်လီတို့လမ်းတလျှောက်စစ်ကောင်စီပူပေါင်းတပ်တွေဖေဗူလာရီလပိုင်းလောက်ကနေစစ်ရေလှုပ်ရှားမှုခက်ဆဲဆဲဖြစ်ပေါ်လာခဲ့ပြီးနောက်ကချင်လူလရဲ့တမရော KIA တို့နဲ့ထိတွေ့တဲ့ပွဲတွေဖြစ်ပွားခဲ့ပါတယ်အရင်နောက်ပိုင်းစီရဲပုံမတင်မလာမှာကိုဆိုရင်ပြီးဒီလိုလမ်းပိုင်းကြီးရွာအချို့ကအသေးသက်ခံပြီးသူအချို့ဟာဘယ်လို့ရာကိုထပြဲခုံလုံးလာကြတာပါ ဦးချနာမြို့မှာစင်ကေမောင်းနေရင်ရင်မောင်းလိုက်စင်ပါရမယ်အပြင်တမတ်နံပါတ်ပြသက်ဆိုင်ရမှာဖြစ်ပြီးတော့ချက်မှတ်ထားတဲ့စီကံချက်တွေနဲ့အညီမောင်းနိုင်ရမယ်လို့အသေးစိတ်ထုတ်ပြန်လာပါတယ်ဒီကနေ့မြို့မှာစင်ကြီးတွေကိုဖန်ဆီးနေရချာနေရပါမယ်။ယုံသွားချင်းယုံစင်းချင်းတွေမှာတော့မသွေးမိဘူးလို့မြေချနာမြို့ကအမျိုးသမီးတူကမြေချနာတရင်ချာနေကိုပြောပါရယ်။စေကုံစီတရဲ့သတိပေးချက်မှာစင်ကြီးမောင်းနှင်တူဟာ စင်ကင်မောင်းလိုက်စင်ပိုင်းရမှာဖြစ်ပြီးစင်ကင်အုတ်ထုတ်ကိုမေတိုင်းကျူတေချာတက်ပြီးတော့မောင်းနေဖို့စင်ကင်တစည်းကိုလူနှူးထက်ပို့ပြီးမောင်းနေခြင်းမပြုဖို့စင်ကင်နံပါတ်ပြားကိုတမန်နံပါတ်ပြားသက်ဆင်ထားဖို့စားရတမန်ချက်တွေအပြင်အခြားတမန်ချက်တွေလည်းပါဝင်ပြီးမလိုက်နိုင်ရင်အရေးယူကြမယ်လို့ပြောဆိုထားတာပါဒီတတိပိထုတ်ပြန်ချက်ဆော်ရကတော့လူမှုကွန်ရက်ဆာမျက်နှာပေါ်မှာပြန့်နှံ့နေပါတယ် စကောင်းစီတကလက်တလုံးမိချနာမျိုးကနေရာတချို့မှာဖန်စီရီပြုလုပ်ပေမဲ့နေတိုင်းဖန်စီရတော့မတွေ့မိဘူးလို့နောက်ထပ်မျိုးကအမျိုးသမီးတူကလည်းမိချနာတဲ့ရင်ကြနေကိုပြောပါရယ်မိချနာမျိုးမှာစကောင်းစီတကနေပိုင်းထက်ညအချိန်တွေမှာပို့ပြီးတော့ကားလေးစင်ကြီးကိုစစ်စေးဖန်စီအေးယူရီပြုလုပ်နေတယ်လို့မျိုးခန့်တွေကပြောပါရယ်စကောင်းစီတကလည်းစမေးကားရီကိုလည်းဖန်စီနေတဲ့အပြင်မောင်းနေတဲ့တူတွေကိုပါဖန်စီအေးယူရီပြုလုပ်နေတာဖြစ်ပါရယ် ချက်အတဲကာလတွေမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုဂရုစိုက်နိုင်မယ် self care နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်လက်တလော ကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတဝန်းမှာထိခိုက်နှံ့နာမှုများစွာကြုံတွေ့နေရပါတယ်ဒီအထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မယ့်နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ် ီကာလမှာအဓိကကြုံရလေးရှိတာကစိုးရိမ်တော့ကရီဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ကကြုံလိုက်ရတဲ့စိတ်အခြေအနေတွေဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ပူပင်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခံစားချက်လေးတွေရအောင်ဖော်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။မိမိရဲ့ခံစားချက်တွေအတွေးတွေကို ကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်း မိတ်ဆွေတွေကိုရင်ဖွင့်ပြောဆိုတာကိုယ့်ရဲ့ခံစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်အပံ့ပြုပါတယ်။နေလက်ရှိပြစ်ဆုံးပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လဲတည်ငြိမ်လာအောင်အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအနက်အသံအထီးအတွေ့ညင်ခွင်းတွေကိုဂရုတစိုက်အာယုံခံကြည့်တာမျိုးလုပ်လို့ရပါတယ်။၃ မိမိကိုစိတ်သက်သာရစေမယ်တည်ငြိမ်စေမယ့်အရာလေးတွေလုပ်တာ ဥပမာညဉ့်ညောင်းတဲ့တန်ဆင်လေးတွေနားထောင်တာပကြီဆွဲတာအယောင်ချဲတာအိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ဆောက်ကစားတာမျိုးတွေလုပ်လို့ရပါတယ်။ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။လေးအိတ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့် အိတ်ချိန်ပြပြဝဝဖြစ်အောင်အိတ်ဆက်အနာယူဖို့အိတ်ချိန်ပုံမှန်လေးထားရှိဖို့တိုက်တွန်းချင်ပါတယ်၅ဒီအချိန်မှာစားချင်တောက်ချင်စိတ်တွေညှော့နေနေနိုင်ပေမယ့်ရေတပ်ပြဝအောင်အဟာရပြဝအောင် စားတောက်ဖို့လိုအပ်ပါတယ်၆ကိုယ်လက်လှုပ်ရှားမှုဟာစိတ်ရောကိုယ်ပါ အထောက်အပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာ အကျောလျှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ် ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံနေကြနှီးစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးရှိတတ်ပါတယ်။ဒီအခါမှာအတွေးတွေများလာပြီးစိတ်မသက်တာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်ပတ်ဖို့လည်းစူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကသတင်းအချက်အလက်တွေရဖို့အရေးကြီးသလို social media ကသတင်းအမှားတွေပုံရိပ်တွေကကိုယ့်ကိုယ်စိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကန့်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ ရှင်ကိုဝါသနာပါတဲ့အရာတွေကိုစိတ်ပျော်ရွှင်စေမယ့်အရာတွေဥပမာတခြင်းနာထောင်တာစာဖတ်တာ ပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်ကိုကိုရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကြမ်းမာဖို့အထောက်အကူပြုပါတယ် ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကြမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်ရာမျိုးတွေပြုလုပ်လို့ရပါတယ်တဆဲစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေ အသုံးပြုတာမျိုးရှောင်ကြဉ်သင့်ပါတယ်ဥပမာအရက်အလွန်အကျွံတောက်တာငူးရစေဝါတုံဆွဲတာ ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်7ကိုယ်တိုင်းရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာကောင်ဆယ်လင်းယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်7ဒီကာလမှာကိုမလုပ်ပေးနိုင် မကူညီနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင်ကိုလုံနိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပိုအာယုံစိုက်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်ကျနာသတင်းချနေရီရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူ အခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြချနာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသိရင်လည်းစောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီ။